ြည်ခဲ့တဲ့ဂျွန်လစနေနေ့ကအေရီးယားနိုင်ငံအမတပတ်မြို့လင်ကွင်းနီးရ BJ စစ်ကောလိပ်စာဥပေါ်လေးလစီတက်ကြခဲ့ပါတယ်။ခရီးလေရင်ကလေရင်မှတ် PI171 တက် Air India Boarding 787တက် Air Dreamliner ဖြစ်ပါတယ်။ခုတော့အဲ့ဒီလေရင်ကိုစုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ဒီစုံစမ်းစစ်ဆေးလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ လေမောင်ငနဲ့ကစီဗီယာလို့ခေါ်တဲ့တပိုက်တစ်ခုကိုစုံစမ်းစစ်ဆေးတဲ့သူတွေကတွေ့ရှိခဲ့ပါတယ်။ဒီပစ္စည်းအရဆိုရင်တော့ဒီစုံစမ်းစစ်ဆေးလုပ်ငန်းအတွက်အရန်ကိုအသုံးဝင်တဲ့အရန်ကိုအရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Copy File Recorder စီဗီယာလို့ခေါ်ပါတယ်။ဒီစီဗီယာဆိုတာကလေမှုနဲ့တွေ့ပဲလေမှုတွေစကားပြောဆိုမှုများဟချက်ပြမှုတွေလေအင်ဂျင်တန်တွေ Cloud ပိတ်ခွင့်လောက်တဲ့အတန်တွေဒီ letter ထိချုပ်ရေးဌာနအ Air Traffic Control Center နဲ့ဆက်သွယ်မှုလုပ်ထားတဲ့မတန်းတွေကိုသိသိထားတဲ့ပစ္စည်းဖြစ်ပါတယ်။ဒီ CVR device ကိုတုံးပြီးတော့ဒီ pilot တွေရဲ့အမားကြောင့်ဒီလင်းပြကြတာလားဒီပညာခက်ခဲကြောင်းလားဓမ္မမဟုတ်ရင်ဆက်သွယ်ရေးအမှားလားဆိုတာတွေကိုဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့အေဒီယာလေကြောင်းဝန်ကြီးဌာနကအစင်းမြင့်စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပြီးတော့အဲဒီဖွဲ့ကိုပြည်ထောင်စုဝန်ကြီးဌာနဦးဆောင်ပြီးတော့ပညာရှင်တွေနဲ့ ဒီလေမှာရရှိထားတဲ့ CPR တပိုက်ရဲ့ data တွေနဲ့မိမိတို့ဒီထွတ်ဆိုချက်တွေနဲ့အတူပဝန်းကျင်ဆိုင်ရာအချက်လက်တွေနဲ့စံလောက်ထုံးလို့နေတွေကိုဒီ pilot တွေကလိုက်နာခဲ့လာဆိုတာကိုစတင်စစ်ဆေးတော့မှာဖြစ်ပါတယ်ဒီစစ်ဆေးမှုတွေက အစီခံစာကို၃လအတွင်းပြင်ပြဖို့လည်းသဘောတူညီကြပါတယ်ဒီနေရာမှာ black box အကြောင်းပြောစရာရှိပါတယ် black box ဆိုတာကတော့ flight data recorder ဖြစ်ပါတယ် ီပစ္စည်းကိုတော့ဇွန်လ23ရက်နေ့ကတွေ့ရှိခဲ့ပြီးဒီ block out ကလေခီးစဉ်တစ်ချောင်းဒီလင်းရဲ့ပြပြခဲ့တဲ့အကြောင်းတွေကိုမှတ်တမ်းတင်ထားပါတယ်အလွယ်ပြောရရင် block out ကလင်းရဲ့ speed လင်းရဲ့ engine လင်းရဲ့အမြင့်လင်းရဲ့ဥတီရာတွေကိုမှတ်တမ်းတင်ထားပြီးတော့ CVR လို့ခေါ်တဲ့တပိုက်ကတော့နေမှုနဲ့ air traffic control center နဲ့ပြောဆိုထားတဲ့ချက်လက်တွေ လက်ထောက်လင်းမှုနဲ့ပြောဆိုထားတဲ့ချက်လက်တွေ cloud ပေးဖွင့်ကြောင်းရာတွေနဲ့ဒီ control room ထဲမှာလင်း pilot အခန်းထဲမှာရှိခဲ့တဲ့အတန်တွေကိုမှတ်တမ်းတင်ထားတဲ့တစ်ပိုက်တည်းဖြစ်ပါတယ်။အခုချိန်မှာတော့ငွေမျိုးပြောဆိုနေကြတဲ့လင်းပြကြတဲ့အကြောင်းတွေကတကယ်တော့စုံစမ်းစစ်ဆေးနေစေကာလပဲရှိပါသေးတယ်။ဒီစုံစမ်းစစ်ဆေးမှုကအချိန်၃လခန့်ကြာမြင့်မှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီဘာကြောင့်ပြတ်ကျခဲ့တယ်ဆိုတော့ကျွန်တော်ဒီကြက်ကြက်သိနိုင်မှာဖြစ်ပါတယ်။ အခုလိုအဆုံးထိလိုက်ပါကြည့်ရှုပ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ